သိန်း GDC တက်တုန်းကအဖြစ်ပြက်ကလေးပါကျွန်တော်ကနီးပညာတက်ကတူအကြောင်းစီမှာပထမနှစ်နဲ့ဒုတိယနှစ်ရဲ့ပထမနှစ်ဝက်ကိုတက်ရောက်သင်ကြားခဲ့ပူပါတယ် AGDI ပထမနှစ်နဲ့ဒုတိယနှစ်တွေပေါ့ဗျာဒုတိယနှစ်ရဲ့ပထမနှစ်ဝက်မပြီးခင်မှာရန်ကုန်တန်းလင်းနီးပညာတက်ကတူကိုပြန်ရွှေ့ခဲ့ပါတယ်ပသိမ်မှာတက်နေတုန်းကခုပြောမယ့်ရည်စရာကိစ္စလေးတွေပေါ်လာတာပါအဲ့တုန်းကတော့လှစ်ဝက်ချက်ကလေးကိုဘယ်သူမှပြန်မပြောပြခဲ့ဘူးလူအများအထင်ကြီးခံပြီးတော့တကူတဲ့တိတ်တိတ်ကလေးကြိတ်ရည်ခဲ့တာအခုတော့ပြောလိုက်ပါတော့မယ်ကျွန်တော်ကအဲ့မှာကြောင်းတက်ခါစား ဘယ်ဆောင်မှနေရာမှလည်းမသိဘူးဘောရာအတူနေဘူးတဲ့ညီလေးအာကာကလည်းသူနေတဲ့အဆောင်လိုင်းရီချိုကိုခေါ်သွားရတာကနေပြီးတော့အဲ့ဒီမှာနေဖြစ်ပါတယ်ပထမနှစ်ရဲ့ဒုတိယနှစ်ဝက်မှာကျွန်တော်အဆောင်ပြောင်းပါတယ် တငယ်ချင်းမင်းဘူအောင်နေတဲ့အဆောင်မှာရွှေရနာထုံးအဆောင်မှာအဲ့ဒီအဆောင်ပိုင်ရှင်အဘလင်မြားကအရန်ကိုသဘောကောင်းပါတယ်ကျွန်တော်ပထမနေတဲ့အဆောင်လို့ရေကိုအချိန်နဲ့ချိုးเสียရလဲမလို့တို့ခွက်ရင်လည်းချိုးเสียရမလို့ပါဘူးအဝိမလျှော်ရမီးဘူးမတိုက်ရထမင်းမချက်ရညနေတက်တီအဆောင်ပြန်မမနေရအဆောင်နဲ့ဘာမှလုပ်လို့မရဘာမှလုပ်ရညာမလုပ်ရစတဲ့ကုစီကွက်စီတွေပေါ့ဗျာဒီအဆောင်မှာတော့ဘာမှမရှိဘူးဗျာ ရှိတာကအဆောင်တွင်အရက်တောက်တာနဲ့ဖဲရိုက်တာပဲမလုပ်ရပါဘူး။တခြားအဆောင်တွေမှာပဲဖဲသွားရိုက်ခွင့်ပြုခဲ့ပါတယ်ခင်ဗျာ။ဘာလို့ဆိုအဘတို့လင်မယားကလည်းအသက်80ကျော်နေပြီလေ။စူစူညံ့ညံ့တွေကိုလည်းမခံနိုင်လို့နေမယ်။အဘကရွာထဲကလည်းလူကြီးတယောက်ကအရင်ကပယောဂကုတွေလို့တော့ပြောတယ်။ဘေးတွေလက်တက်တိုင်းရင်စီလေးကျွမ်းနေစီးစရာပါ။ယောဟန်60အထိတော့လူရိုသေးခံရတဲ့ပုံကူပါမင်္ဂလာဆောင်တွေမှာလည်းဗိဒိတ်တုံပါတယ် အေးအခုကိစ္စကလည်းမင်္ဂလာဆောင်သွားရင်ဖြစ်တာပါအမတို့ချမ်းက35ဤကားလောက်ကျင်းဝန်းပါတယ်ချမ်းစည်းရုပ်ကလည်းမရှိဘူးချမ်းအရှိပဲဘယ်ဘယ်ချမ်းကမူလာတန်းကျောင်းလေးပါညာဘက်ချမ်းမှာတော့ဖုန်းထီးကျောင်းရှိပါတယ်ချမ်းရဲ့နေရာအတော်များများကတော့တောထာနေပါအမတို့ကဂျပန်ခေတ်အင်္ဂလိပ်ခေတ်တွေလွတ်လပ်ရေးရပြီးတဲ့နောက်မငိမ့်ချမ်းတဲ့ခေတ်တွေကိုမိခဲ့တာမို့ချမ်းဝန်းထဲမှာဘုန်းခုချင်းတွေတိုးထားပါတယ်ဟိုရုပ်ရှင်ကားတွေရလို့လေ BNN ရုပ်ရှင်နေတဲ့ကလူမြေောက်ချင်းတွေပါမိသားစုလိုက်နေလို့ရအောင်လေလှုပ်ထားတာပါမိဖို့ကအိတ်ခဲထမင်းစားခဲဖျားခဲတော့မှပါသည်ဗျအဘတယောက်ထဲလှုပ်ထားတာတော့တော်တော်ကိုမိုက်တာကျွန်တော်ဆိုရင်နွေရသည်နေခင်းမိုင်ပူတဲ့နေတွေဆိုရင်ကျွန်တော်အဲ့ဒီအထဲကိုစင်စင်ပြီးတွားပြီးအိတ်တာအထဲမှာအေးနေရောပဲဗျအိတ်ခဲဆိုရင်ဂရင်းတွေပါနေနဲ့ဂရင်းကလည်းမြေကြီးပဲနော်ဖြစ်နိုင်ရင်ခေါ်သွားပြီးတော့ပြလိုက်ရှင်နေဗျမိဖို့ကန်းကလည်းအလန်းဖျားခဲကလည်းရှယ်ပဲဗျကဲပါဗျအဲ့ဒီအဆောင်မှာနေတော့ကြုံခဲ့ရတာလေးကိုနောက်မှပြန်ပြောပြရုံပဲ။ အဓိကအဖြစ်ပျက်စီကိုတွားလိုက်တော့မယ်နော်အဘကိုကိုးစုရွာကနေလာပစ်နေဗျမင်္ဂလာဆောင်ဘိတ်တိတ်သုံးပေးဖို့ဆိုပြီးတော့လေကိုးစုကအပင်20နဲ့အနည်းဆုံးပါဒါပေမဲ့လာခေါ်တဲ့သူတွေကလည်းကားရီဆိုင်ငယ်တွေနဲ့မဟုတ်ဘဲနဲ့လှိနဲ့လာခေါ်တာပါအပင်20ချောင်းရဲ့ဟိုးဘက်ဒီဘက်ကန်းနေပေါ့လှိနဲ့လာခေါ်တဲ့ဆိုကလေးကအဲ့ဒီမင်္ဂလာဆောင်ကရေနဲ့နီးလို့ဖြစ်မယ်လို့ကျွန်တော်ကတော့တွေးလိုက်တာပဲအေးအဲ့မှာထူးဆန်းတာပြောအောင်မယ်လူရှင်တော်တွေပြက်လုံးပြက်ကြတယ်လေမင်းမင်္ဂလာဆောင်ကဗနရဲ့ထားမှလဲဆိုတော့အဲ့ပြက်လုံးကိုကြားဘူးကြမှာပေါ့အေး အဲ့ဒီရွာမှာကတော့ပတ်စံရှိရင်ရှိတဲ့လောက်မင်္ဂလာဆောင်ပွဲတွေကကြားတယ်ဗျအခုအဖကလာခေါ်တဲ့မင်္ဂလာဆောင်ပွဲဆိုရင်လေမဆောင်ငယ်ငယ်ကမန်တက်ထိုးပြီးတော့အက်ခံကျွေးမွေးထားတာဗျအဲ့ဒီအက်ခံကျွေးမွေးတဲ့ရက်တွေမဲ့၃ရက်ဗျမိသွေးကုံတဲ့တထေးကြီးရဲ့မင်္ဂလာပွဲတွေခင်ဗျာမင်္ဂလာဆောင်မှာမင်းမို့အောင်ရဲ့အလွဲလေးတွေလည်းထည့်ရအောင်မယ် နောက်မှာပဲရေးတော့မယ်ဗျာလူရင်းမရောင်ကစိုးလို့ကထားပါတော့ဗျာအဘကိုလာဘဲတော့ကျွန်တော်တို့နှစ်ယောက်ကပါသွားတာဗောလက်ထက်ကပတ်စံကလည်းပြက်နေတာဆိုတော့သူများမင်္ဂလာဆောင်လိုက်ပြီးတော့ဂုံးစဲတာဗောဗျာပထမတစ်ရက်ကအဘကိုလာခေါ်တာကမန်းတက်ကိုထိုးထားပုံမှတ်မှန်မှန်နဲ့လိုအပ်တာလေးကြီးကျက်ဖို့ပါနောက်နေ့မှာတော့ဗိတ်သိက်သုံးမိရမှာ ပထမခေါ်တဲ့နေ့မှာလဲထမင်းကျွေးတယ်ဗျာကိုတွေလည်းအဘမျက်နာမပြည့်အောင်လို့အနေထိုင်ဆင်ကျင်ပါတယ်ရွာကတိုက်တဲ့အရက်လည်းမတောက်ခဲ့ပါဘူးထိုင်းရင်တိတ်ကြိုက်တယ်ကျွန်တော်အဲ့ဒီနေ့ကလည်းမတောက်ခဲ့ပါဘူးဒါပေမဲ့ကြက်ကြော်တော့ပါစေဆွဲခဲ့တယ်ညကြအဆောင်မှာစားဖို့လေနောက်နေ့ကျအဘကအရင်သွားပြီးတော့မင်းဘူအောင်မှာပါသွားတယ် ကျွန်တော်ကတော့အဆောင်ကတခြားကလေးတွေပါခေါ်ပြီးတော့နောက်ကလိုက်မှာပေါ့တချို့ကလည်းအတန်းမစင်းသေးလို့စောင့်နေရတာနဲ့ပို့ပြီးတော့နောက်ကျသွားတာအဘကလေသမားလှော်ထားတယ်ဒီဘက်ကန်းကစောင့်မှုပြောထားတာအပင်၂၀ချောင်းကူတရနာမှာစောင့်ရတာမဟုတ်ပါဘူးအဘတို့ခြံနောက်ကနေဖြတ်ပြီးလဲနှက်ွက်ကိုကြော်လိုက်ရင်သူတို့စီကိုတွားရတဲ့ကန်းသားကိုရောက်ပါပြီအဲ့နာတွေကပဲစောင့်နေရင်းနဲ့သူတို့လာခေါ်တာပြန်ရင်လည်းအဲ့ဒီအထီးပဲလိုက်ပို့တာ ချောင်းဟိုဘကန်းဆိုပေမဲ့လည်းအဲ့ဒီကန်းသားကနေချောင်းရိုးတလျှောက်စုံစင်းသွားတဲ့ချောင်းမကြီးရောက်တဲ့အခါမှာဘဲဘဲချမ်းမှာတရားထိုးတာပါလေတရားပေါ်တက်လိုက်တာနဲ့သရိုးသားအိမ်ပါ မင်္ဂလာမန်တက်ပေါ့ဗျာအဲ့ဒီနေ့ကကျွန်တော်ကန်းသားကိုရောက်တော့လှေကိုတစ်ဖက်ကမ်းမှာတွေ့ပါတယ်လှေသမားကိုမတွေ့ပါဘူးကန်းဆက်ကဒဏိပင်မှာလှေကိုခြိထားတာတွေ့ပါတယ်ကျွန်တော်အပါဝင်6ယောက်ပါ first year အကြောင်းသား9ယောက်နဲ့ကျွန်တော်နဲ့ပေါ့ဗျာကျွန်တော်တို့လှေသမားကိုရှာနေတော့ကျွန်တော်တတိထားမိတာက6ရက်တက်နေပါတယ်ကျွန်တော်ချောင်းရင်ပြင်ကိုကြည့်နေရင်ကနေဗိုက်တအားစာလာပါတော့တယ်လှေသမားကိုလည်းစိတ်ဆိုးမိပါတယ်ဒါနဲ့ကျွန်တော်ဆုံးဖြတ်ချက်ချလိုက်တယ်ဖြစ်ချင်ရဖြစ်ဆိုပြီးတော့ကျွန်တော်ဒူးထောက်ထိုင်းပြီးချောင်းရင်ပြင်ကိုတည်တည်ချာချာလေးကြည့်လိုက်ပါတော့တယ် ဟုတ်ပြီတေးကြပြီဆိုတာနဲ့ဆက်ခနဲထားပြီးတော့ချောင်းထဲကိုခုံချလိုက်တယ်ကျန်တဲ့သူတွေလည်းရုတ်ရက်ဆိုတော့ဟင်းကနဲ့ဟာကနဲ့ကလွဲပြီးတော့မစွဲနိုင်မတားနိုင်လိုက်ဘူးချောင်းထဲခုံချလိုက်ပေမဲ့ရေထဲကိုဘွမ်းဆိုပြီးတော့မြုပ်မသွားဘူးရေပေါ်မှာရေနဲ့ထိတယ်ဆိုုံပဲထိပြီးတော့ရေပေါ်ရှက်ပြေးပြီးတော့ဟိုဘက်ကန်းကိုတက်သွားတာတောက်ကျိုးနဲ့ကိုကြီးဟန်သူဘလို့လောက်သွားတာလဲရေပေါ်ဖြတ်ပြေးသွားတာကဒိုင်နမိုလည်းမဟုတ်ဘဲနဲ့ဟာဘဲကရေမော်တာကပါလာတာတော့ဟာဒိုင်နမိုဆိုတာရေမော်တာမဟုတ်ဘူးဟာဟိုးအင်္ဂလန်ကနာမည်ကြီးမြင်းလက်စရာငတုံးရ ဟိုဟန်သူကတိုင်းတက်တာမဟုတ်လားအေးဘန်တိုလေဘွာရိုးရတိုင်းကမိုက်လိုက်တာကွာဘလို့တရုတ်ကွန်ဖူးကားတွေထဲမှာလေရေပေါ်ရှက်ပြေးသွားသလိုပဲအခုကိုဟန်သူကပြေးလိုက်တာလေသူကကွန်ဖူးမတက်ဘူးလေဘန်တိုပဲတက်တာပါဆိုအေးလေဒါဖြင့်ရိုးရတိုင်းကမိုက်တယ်လို့ပြောတာပေါ့သူ့စီမှာတင်အောင်ပါပဲသူ့လိုအစင်ရောက်ဖို့ဆိုရင်တော့တော်တော်အချိန်ယူပြီးစူးစမ်းရမယ်ထင်တယ်ကွာကောင်လေးတွေလှေပေါ်တက်ကြငါတော်တော်ဗိုက်စာနေပြီကိုကြီး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 ကလှေလှေလဲလော်တတ်တာလားကျွန်းကျွန်းကျင်ကျင်တော့မဟုတ်ပါဘူးတူနေမှလော်ဘူးလို့လာတက်ကြဟာ ကိုကြီးလေသမားကိုမရှာတော့ဘူးလားမစောင့်နိုင်တော့ဘူးလက်မယ်ကွာသူ့ဘာသာသူရှာကြံလာလိုက်မယ်ကိုကြီးညီလေးတို့အတိုင်းလေးပါလေးတင်ပေးပါအောင်ကိုကြီးတို့ဖြစ်ချင်းတို့ဟုတ်တယ်ဟုတ်တယ်ညီလေးတို့ကိုလည်းတင်ပေးပါဘိုက်စာရတဲ့ထဲဘာတွေပြောနေတာတော့ဟာအကိုကြီးခုနကရေဘော်ကိုရှက်ပြေးသွားတာလေတိုင်းပညာတက်လို့မဟုတ်ဘူးလားကိုခေါ့ပညာလားတင်ပေးပါအောင်ဗျာနော်ရော ခတ်ပြီးအေးအေးနောက်မှတင်ပြီးမယ်နော်အခုတော့ဖိုင်ရန်စာနေလို့အဲ့လိုဆိုပြီးအပြင်းလုံးကလေးတွေကိုပါတလှဲ့လောက်ခိုင်းပြီးတော့မင်္ဂလာဆောင်ကိုအပြေးသွားလိုက်တယ်ဟိဗိုက်စာနေပြီလေလေသမားလည်းလှေပြောက်လို့ဆိုပြီးတော့လှေကြုံလိုက်ပြီးဓာပြန်ရောက်မှသူ့လေကိုကျွန်တော်တို့မသွားမှန်းသိပြီးတော့ပထမတော့စူပူမလို့ပဲဒါပေမဲ့ပါလာတဲ့ကလေးတွေကလည်းအဲ့တုန်းကအဖြစ်ပြက်လေးကိုမင်္ဂလာဆောင်မှရှောက်ပြောနေတော့တိုင်းဆရာကြီးဆရာကြီးဆိုပြီးတော့လေသမားလည်းစဉ်းစားမှာပေါ့စူးစမ်းမှာပေါ့ရေတစ်ချက်မစိုးဘဲနဲ့ချောင်းတစ်ဖက်ကန်းကလှေကိုဆွဲသွားတာဆိုတော့လေလေသမားကအရင်ရောက်နေပြီးကျွန်တော်တို့ကိုစောင့်ရင်းနဲ့ဗိုက် င်းနာလာလို့အခင်းကြီးထိုင်မှုကြီးတော့ကျွန်တော်တို့ဘက်ကကိုင်းဆိုးတော့အရှင်းကြီးဖြစ်နေရောပြီးတော့ကိုင်းမိုင်ကိုလည်းကြောက်တော့ဟိုဘက်ကန်းကိုကူးပြီးတော့ဒဏိပင်မှာလှေကိုချီခြုံထူထူရှာပြီးတော့တိုးနေတာပြီးတော့ဘိုက်ထဲကဟာလီကလည်းလွတ်နေတော့ကျွန်တော်တို့ကရောက်လာတာသူ့ကိုရှာမတွေ့ခေါ်မကြအောင်မကြဖြစ်တော့ဒါနဲ့ဘိုင်ရန်ဆာလာတာနဲ့ကျွန်တော်ကသူ့ကိုမဆောင်နိုင်ပဲနဲ့လှေကိုမှပြီးပြေးလာတာသူကကိစ္စပြီးတော့တွေ့ကြရနဲ့ရှင်းလိုက်တာရားကုန်ရောရားရင်နဲ့ထွက်လာတော့လှေကပြဟာ တောက်ကျိုးနဲ့ဆိုပြီးတော့ရေတဲ့ဆင်းအရားပြေအောင်လို့အရားကမပြေတိုင်တွေကပတ်နေတုံးလှေကြုံတွေ့လို့အကူညီတောင်းပြီးတော့ရွာပြန်လာတာတော်တော်အတော်ခွိနေတာလှေတခိုးကိုကစ်မလို့ရွာရောက်ချင်းကြားရတဲ့တဲ့င်းကြောင်ကုတ်သွားတာနှမို့ဆိုရင်ကျွန်တော်အဖက်ခံရတော့မှာကံကောင်းလို့ကိုကလည်းအပီဆွဲထားတာလေ ဘိုင်လေးပြီးထတော့မထနိုင်ဘူးအဲ့ဒီအချိန်မှာအတီးခံရရင်လည်းအရှက်ကွဲပြီးပဲအဲ့ကိစ္စကလည်းအဲ့ဒီမှာနေမပြီးသေးဘူးနောက်နေ့ကျောင်းမှာလည်းခြားဒိတ်တွေခြားထဲမှာကျွန်တော်တရင်ကကြီးနေတာကျွန်တော်လည်းပြန်မဖြေရှင်းတော့ပါဘူးအထင်ကြီးခံလိုက်တယ်ဒါပေမဲ့အဲ့ဒီတရင်ကိုကြားတိုင်းတယောက်ထဲကြိတ်ရင်နေမိတာတော့အခုထိပါပဲ ကဲလှုပ်ဝက်ချက်ကလေးဖွင့်လိုက်တော့မယ်ဒီရဖြစ်ပျက်ကဒီလိုဗျပထမရဲ့အဲ့မင်္ဂလာဆောင်ကိုသွားရင်းနဲ့အဲ့ဒီကန်းဆက်ကလေးမှာထူးဆန်းတာကိုတွေ့ခဲ့တယ်အဲ့ချိန်ကရေကျနေတဲ့အချိန်ပေါ့ရေထဲမှာငုတ်တိုင်တွေကိုတွေ့တယ်ခက်ကျဲကျဲပါပဲတိုင်တုတ်တုတ်တွေပါပဲအဘကိုမေးကြည့်တော့အရင်ကဒရားဟောင်းလို့ပြောပါတယ်ဒရားကပြက်သွားပြီမဲ့တိုင်တွေကကျန်နေခဲ့တာ ကျွန်းနိုင်အလက်စားတွေပါကျွန်တော်ပေါင်လုံးလောက်အရွယ်လောက်ရှိတယ်တချို့နေရာမှာတော့တိုင်တွေကမရှိတော့ပါဘူးချောင်းလယ်မှာဆိုရင်တော့တိုင်လေးလုံးလောက်ကိုမရှိတော့ဘူးကျွန်တော်ခုံထဲနေကလည်းရေတက်နေလို့ခရီးတွေကတိုင်ကိုမမြင်တာပါကျွန်တော်လည်းမမြင်ပါဘူးရေပြင်ကိုတေချာကြည့်လိုက်မှခက်ရေးရေးမြင်ရတာပါခက်မဲမဲတွေပေါ့တေချာစဉ်းစားပြီးမှခုံတာပါ ဘာလို့ဆိုတိုင်တွေကိုရေဖုံးလို့ထင်းထင်းရှားရှားမမြင်ရတော့ပါဘူးခုံနေရင်းနဲ့မတွေ့တော့ရင်တော့ပြုတ်ကြမှာပါဒါကလည်းတစ်ချက်နောက်တစ်ချက်ကရေထဲမှာတိုင်လေးလုံးမရှိဘူးအတော်ကြာကြာခုံမှရမယ်တစ်ဖက်တိုင်တွေကိုလုံးဝမမြင်ရတော့ဘူးလေမဲကြီးပဲပေါ့နောက်ပြီးအဲ့ဒီချိန်တုန်းကခုံရင်းနဲ့ရက်ပြီးတော့တိုင်ရှာခဲ့ရင်လေကောင်လေးတွေကရေပေါ်ရက်နေတယ်ထင်ပြီးတော့တိုင်ပညာလို့မထင်ပဲနဲ့မှော်ပညာလို့ထင်ကြအောင်ပါကျွန်တော်ကလည်းမရက်ဖဲနဲ့မနေ့ကတွေ့ရတဲ့အမှန်အတိုင်းတန်းခုံလိုက်တာညံကောင်းတာရောကန်ကောင်းတာရောပေါ့ဗျာကဲ ဒီလိုဝက်ချက်ကိုခမရတို့လည်းတည်သွားပြီဆိုတော့တယောက်တည်းကြိတ်ကြီးပြီးတော့ပါဘူးအတူတူရီကြရအောင်ဗျာတဲရဲဆန်လေးလေးညီနားထောင်နေရတာပြင်းနေမှဆိုလို့ဟာတာလေးအနေနဲ့တင်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်ဇလဲလေးကဒီမှာနေပြီးဆုံးသွားပါပြီရှင်ဇလဲလေးကိုရေးသားပေးတဲ့မိုးရေးသားရှင်ကိုလည်းလေးစားစွာနဲ့ credit ပေးရင်အားလုံးပဲဘဝအမောတွေပြည့်ပြောင်းနိုင်ကြပါစီရှင်